Hello ချားရဲ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November လ17ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီသတင်းဗီဒီယိုတွေမကြည့်ခင်မှာလိုရေတူရှင်သတင်းနှစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးပါမယ် ပထမဆုံးသတင်းပုတ်ကတော့စစ်ရေးရရေးပါတဲ့ကနေဒီတောင်ကုန်းနဲ့ဝေဘူးလာမြို့ကိုစစ်အုပ်စုပြန်လည်ထိန်းချုပ်ပြီးနောက်စစ်ကြောင်းနှစ်ကြောင်းဖြန့်ကဖလန်းကိုဥတီစစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲချင်းတော်လိုင်းတက်တွေနဲ့စစ်အုပ်စုတက်တွေနှစ်ပတ်ခန့်ကြာတိုက်ပွဲပြင်းထန်နေတဲ့တိရီနယ်ဖလန်းမြို့နယ်တွေမှာစစ်ရေးရရေးပါတဲ့ကနေဒီတောင်ကုန်းနဲ့ဖလန်းမြို့နယ်ဝေဘူးလာကိုစစ်အုပ်စုတက်တွေထိန်းချုပ်ပြီးနောက်စစ်ကြောင်းနှစ်ကြောင်းဖြန့်ကဖလန်းမြို့ကိုဥတီစစ်ကြောင်းထိုးနေတယ်လို့ဒေသခံသတင်းမြစ်ကပြောပါတယ်နော်။အဲတော့ဒီတောင်ပေါ်မှာဆိုရင်ပေါ့နော်ဒီအချက်မစစ်ကောင်စီက တီးတွေနဲ့ကလေးမျိုးဂျားတွေကအရေးကြီးတယ်ဒီလမ်းကြောင်းတွေကိုတိတ်မိုက်ထားပြီးလို့သိရတယ်ပေါ့နော်ကလေးဝေဘူးလာလမ်းကထိုးတဲ့အစ်စ်ကြောင်းကမနေ့ကဘာသရနာရောက်လာပြီးတယ်အဲ့ဒီမှာလမ်းကညရွာရွာညအိတ်ပြီးစစ်ကြောင်းထိုးတာတဲ့အဲ့ဒီလမ်းကြောင်းတွေမှာတိုက်ပွဲဖြစ်နေတာလို့သိရပါတယ်နော်အဲ့တော့ဒီနေရာမှာဆိုရင်ချက်မစစ်ကောင်စီကဒီဖလမ်းမျိုးကိုပြန်လဲတိမ့်ဖို့ပေါ့နော်ထိုးစစ်ဆင်ဖို့စတင်နေဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်တွင်စစ်ကောင်စီရွေးကောက်ပွဲအတူအတွဲမဲဆွယ်စည်းရုံးရေးအတွက် USDP ထက်ဒေါက်တာတသက်ခိုင် PP ကပုံပုံအားကောင်းနေတယ်လို့သိရပါဗျ။ရန်ကုန်မြို့တွင်စစ်ကောင်စီရွေးကောက်ပွဲအတူအတွဲမဲဆွယ်စည်းရုံးသည်ပါတီနှစ်ခုအနက်ဗိုလ်ချုပ်များဖြင့်ဖွဲ့စည်းထားသောပြည်ထောင်စုချက်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ထက်ဒေါက်တာတသက်ခိုင်တီထောင်သည့်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကမဲဆွယ်လှုပ်ရှားမှုပုံများနေကြောင်းရန်ကုန်မြို့ခံပြည်သူများထံမှသိရပါဗျ။အဲ့တော့ဒီအချက်ဖက်စစ်ကောင်စီ တက်ဖို့ပါတီနဲ့ PPP ကတော့ထပ်ပြီးညှိနှိုင်းမဲ့အနေအထားမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ယခုရပိုင်နဲ့ PPP ကလွတ်တော်ကုစလောင်များဒီရေကောက်ပွဲတွေပါဝင်မဲ့မြို့နယ်များထံသို့တို့ရဲများချိန်နဲ့တောရောက်ကမိတ်ဆက်ပြောကြမှုအင်ဂျီအုတ်ထုတ်ရေးသက်မှုအသေးများလက်ဆောင်ပေးခြင်းတို့ကိုလှုပ်ဆောင်နေကြောင်းသိရပါတယ်တဲ့ဒီအပိုင်းမှာပဲတဲ့လာသားမျိုးတွေကို PPP ပါတီကစီယုံရေးစစ်နေနေမိခင်ရဲတွေနဲ့ပါတယ်ရဲဝတ်ဆောင်ထားသူရောဝတ်ဆောင်ဝတ်ထားသူရောပါတယ်ကိုစလဲနာမည်နေတောင်မသိလိုက်ဘူးတဲ့သူတို့ကိုသူ့ကိုသူဒေါက်တာသက်သက်ခိုင်ပါတီဆိုပြီးမိတ်ဆက်သွားတာတို့လာသားမျိုးတွေကတင်ပြပို့ထားပါတယ်နော်အဲ့တော့ ဒီရန်ကုန်မှာ PPP ကပြန်ဖို့တက်ပို့ပြီးတော့စီးရုံးနိုင်တဲ့နေရာတွေ့ရပါမယ်နော်ကဲကျွန်တော်နားထောင်မသိင်ကတော့ Champions League ကောင်စီကအခုဆိုရင်ဒီပါစတွေနဲ့ဒီပေါ်တာဆွဲခံရတဲ့သူတွေကိုသူတို့စစ်မှုနဲ့တက်တန်းပြည့်တယ်ဆိုရင်နိုင်ငံခြားတွေမှာအလုပ်လုပ်ခွင့်ပေးမယ်ဆိုပြီးမှမှတ်လုံးပေးပြီးတော့မြူဆွေနေဆိုတဲ့နေမို့နော်နားထောင်ကြအောင်နော် လိုအပ်နေတဲ့စစ်ကော်မရှင်တပ်ကဆက်ဆောင်မှုတရအနေနဲ့စစ်မှုထမ်းတနန်းစင်တွင်ပြပထွက်အလုလုခွင့်ပြုမယ်လို့တင်ရရှိပါတယ်စစ်မှုထမ်းတွင်အလုလုခွင့်ပေးရင်ပတ်သက်ပြီးပြပအလုအကန်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီရဲ့ပထမအဆုံးနှိမ့်နိုင်စီဝေးကိုပြီးခဲ့တဲ့နိုဝင်ဘာ၈ရက်ကပြုလုပ်ခဲ့ပါတယ်အဲ့ဒီစီဝေးကိုတက်ရောက်ခဲ့တဲ့ စစ်ကောင်ရှင်ကအလုတမတူဝင်ကြီးဝင်းရှိန်ကစစ်မှုထမ်းတာဝန်ကြီးပွန်စွာထမ်းဆောင်ခဲ့သူတွေအနေနဲ့ပြည်ပနိုင်ငံကိုတွားရောက်လောက်ကန်ခွင့်ပြုမဲ့အကြောင်းထည့်သွင်းပြောဆိုထားတာပါစစ်မှုထမ်းစင်တွေဆန္ဒပြုတဲ့အလုတ်ကန်တွေရှာဖွေပေးတာအလုတ်ကန်လိုအပ်တဲ့လုံသားစင်းနဲ့အလုတ်ကန်ဆိုင်ရာအချက်အလက်တွေကို စရင်ပြုစုတာစီစစ်ရွေးချယ်တာတွေလှုပ်ဆောင်မှုတူလောက်ခံတွေကိုအမိတ်ပေးသွားပါတယ်ကြပြင်းအထည်လုပ်ငန်းကော်မတီဥက္ကဋ္ဌတာဝန်လဲရထားတဲ့သူကအစိုးရအချင်းချင်းဆီလို့တဲ့ C2 ကြီးစနစ်အပါအဝင်စစ်မှုထမ်းတွေပြပမှာအလုံးလုံးခွင့်ရရေလိုအပ်တဲ့အကူအညီတွေပေးဖို့ညွှန်ကြားခဲ့တယ်လို့လည်းစစ်ကောင်ပြင်းလုံတမဝင်စည်းဌာနရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်ဂျပန်ဆန္ဒပြုတ်ရဲ့လုပ်ငန်းနဲ့တက်ဆိုင်တဲ့အသက်မိုးဝမ်းကြောင်းဆိုင်ရာတင်နန်းတွေတက်ရောက်နိုင်မှုအတွက်တက်မွေးတင်နန်းကြောင်းတွေဖွင့်လှစ်ထားတဲ့တက်ဆိုင်ရာဝင်ကြီးဌာနတွေအစိုးရပုဂ္ဂလိကတင်နန်းကြောင်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်ပေးဖို့အထူးလှုံ့ဆော်မှုလည်းဥဝင်းရှင်ကပြောပါတယ် တကယ်လက်တွေ့မှာတော့စစ်မှုထမ်းတပ်အကြုံးဝင်တဲ့လူငယ်မျိုးသားတွေကိုပြပထွာလွတ်လုခွင့်နဲ့ပတ်သက်ပြီးနှီးမြှုပ်ဆောင်တဲ့စစ်ကော်မရှင်လောက်ခံတွေကလိုက်လံတင်ကြပ်နေပါတယ်။ကဲကျွန်တော်နောက်ထပ်နားထောင်မယ်တဲ့ကတော့ဒီချက်မင်းအောင်လည်းရေကုပ်ပွဲနဲ့တူတော်လန်ရဲ့အရွေတွေကိုတုံးသက်ပြီးထားတဲ့မောင်ဆောင်ခပေါ့နော်။သူရဲ့တုံးသက်ချက်လည်းနားထောင်ကြည့်အောင်နော်။ဟိုကျွန်တော်တို့အခုနောက်ပိုင်းမှာဒီ EAO တွေကအပြည့်ရတဲ့အခါမှာအဲကျွန်တော်တို့ဒီအညာဘက်ကိုဒီရန်သူရဲ့ရှစ်ချောင်းတွေကပူပြီးတော့ဖိအားပေးတာတော့အင်အားအလုံးကျွန်းတုံးပြီးတော့ ထိုးချက်စင်တာတွေရှိလာနိုင်မှာအထူးသဖြင့်ဒီမိုးကုံတာနဲ့ဒီလိုမျိုးတွေပို့ပြီးတော့ဖြစ်ဖြစ်မယ်ပေါ့ဒီရက်သေးတော့မှပဲရန်သူကအညာကိုတွေ့ကြရနေတာဘုံပက်ကျဲနေတာအားလုံးလည်းအတိဖြစ်ပါတယ်ဆိုတော့ဒါတွေကိုကြံ့ကြံ့ခံတွန်းလှန်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ဒီအနာမှာငကုကနေကရှိပြီးသားအဖွဲ့ကြီးအနေနဲ့ဒီထက်ပို့ပြီးတော့ခိုင်မာအားကောင်းဖို့လိုတယ်လို့ကျွန်တော်ယုံကြည်ပါတယ်အထူးသဖြင့်တော့ကျွန်တော်ကတက်ချင်းနဲ့တွေ့တဲ့ခါတိုင်းလည်းပြောပါတယ်တက်ကိုတက်စစ်တက်တကူကိုစနစ်တကျတေချာလုပ်ဖို့ပေါ့နော်ရေရှည်တောင်းခံနိုင်တဲ့ အဲစိတ်တမ်းမျိုးဟိုကြံ့ခိုင်မှုမျိုးရအောင်စနစ်ကျမှုမျိုးရအောင်လုပ်ဖို့ကျွန်တော်အများအားအကြံပြုပါတယ်။အဲဆိုကျွန်တော်တို့လည်းလိုအပ်တဲ့အပိုင်းကြီးကူပေးတာရှိပါတယ်။ဒုတိယကတော့ဒီကျွန်တော်တို့ဒီအညာဘက်မှာရှိတဲ့အခါမှာလည်းသူတို့ရဲ့ဒီတက်ရဲ့တိဆောက်တဲ့ပုံစံတွေအတိအကျရေးရှိဘယ်လိုသွားနိုင်မလဲကျွန်တော်တို့ဒူတွဲပြီးဘယ်လိုလုပ်လို့ရမလဲဒါတွေကအစားကျွန်တော်တို့စကားပြောပြပါတယ်။ဂျိန်းဒေတာကတော့ကျွန်တော်တို့ကအဲ BBL အနေနဲ့ဒါကျွန်တော်တို့အဖွဲ့အစည်းပြောမယ်ဆိုကျွန်တော်တို့အနေနဲ့ကြာတော့ဒီရှမ်းမြောက်ကနေပြီးတော့အထူးသဖြင့်လာရှိုးကနေပြီးတော့ဆုတ်ရခနဲ့ကျွန်တော်တို့အညာဘက်ကိုဥတီပြီးတော့ ပြင်ခဲ့တာဖြစ်ပါတယ်ပြင်တဲ့အခါမှာဒီတင်တန်းတွေထက်အဲ့ဒီနောက်ပိုင်းကျွန်တော်တင်တန်းအပတ်စဉ်တစ်ခုပြီးပါပြီအဲ့တင်တန်းအပတ်စဉ်တစ်ခုပြီးတယ်အဲ့ပြီးတဲ့တင်တန်းကလည်းကျွန်တော်တို့ဒီအညာစစ်စင်ရေးကိုတမ်းမတုံးနိုင်နေပဲနဲ့အခြားသောမဟာမိတ်နဲ့ဒီအခြားဒုဝက်တဲ့နေရာတစ်ခုမှာကျွန်တော်တို့ကအင်အားကုန်ပို့ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကဒီသို့တော်လည်းပဲအညာအတွက်လည်းကျွန်တော်တို့ကတီးတန့်ကျွန်တော်ပြင်ထားတဲ့ဟာတွေရှိပြီးသားဖြစ်ပါတယ်အဲချက်ချင်းလန်ငင်းပေါ့နော်ကျွန်တော်တို့ကအညာရှင်းပြီဆိုတော့အညာရောက်ညမှာချက်ချင်းဒီတစ်နှစ်အတွင်း 泰国的服装，阿鲁米姆好白，真柔嫩啊！下面穿个哦，哦 <music>，像那呀，东南亚伊用的呢，穿真柔，滴滴打根，阿古爷买根，柔柔滴手扎，柔柔手生伊，阿古爹宝妈，啊，这处列透明软，像那东南亚伊用的呢，穿真柔，滴滴打根，阿古爷买个娃娃洗吧。路边真柔啊，闹价吧，闹个那蛤嘛闹价咯，呃，米阿姨，哦，每个人偷价利息的，哥哥来真柔，布布妹妹呀，那蛤嘛偷罗偷罗，特别利息。他又来真柔，是生意起开呀，阿古爸，阿古真柔，伊蛮只噶咯。 ဟိုဒီအညာမဒီရှိတဲ့တက်တွေကိုတက်နိုင်ဆုံးပေါ့နော်ဒီစုလို့ရလို့များစုပေါင်းလို့ရလို့များပေါင်းပြီးတော့အဲဒီတိုက်ပွဲပေါ်ဆောင်နိုင်မှုကျွန်တော်တို့ဆိုင်းကျင်နေတာရှိပါတယ်အဲဆိုတော့ဒါတွေကဟိုပြောချင်တာကဒီတော့လမ်းကြီးဆိုတာကျွန်တော်တို့ကအဲစံပြမိတ်ပါလို့ပဲဒါရည်ရှိကိစ္စဖြစ်ပါတယ်ဟိုကျွန်တော်တို့ဘယ်ချိန်ပြီးမယ်မှန်းဘယ်သူမှတန်တေကမ်းမမပြောနိုင်ဘူးဟိုနိုင်ငံရေးဆိုတာကလည်းအမြဲတမ်းအပြောင်းအလဲဖြစ်နေတာအပြောင်းအလဲဖြစ်တယ်ချက်ချင်းအဲဟိုနိုင်ငံရေးတောင်ဒီလိုမျိုးဟိုရောက်ချီအပြောင်းအလဲဖြစ်တဲ့အခါမှာဒီလိုမျိုးလက်နက်ကင်တော်လည်းရပိုလို့တောင်မှပဲ အပြောင်းလဲဖြစ်နိုင်ပါတယ်ဒီလိုပြင်ကျွန်တော်တို့ကအခုအခုတစ်ခါရှင်းနိုင်တာမျိုးကြည့်ရပါမယ်နောက်တစ်ချိန်ကျရင်ရှုံးတာလည်းရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့အားလုံးလည်းတည်ပြီးသားပါ10နှစ်ကုန်ပထမပိုင်းဒုတိယပိုင်းနှစ်ပိုင်းလုံးမှာရန်သူကတော်တော်လေးအထိနာခဲ့တာရှိပါတယ်ဆိုတော့အခုကျတော့အဲ့ဒီနည်းပညာကိုတို့ကပြန်တုံးချပြီးကျွန်တော်တို့ကိုပြန်အသာစီးရတဲ့အခြေအနေရှိပါတယ်သို့တော်လည်းပဲအများတန်းရန်သူကပဲအသာစီးရမယ်လို့မမှတ်လို့မရပါဘူးကျွန်တော်တို့ဒီဟာတွေကိုတန်တန်ခံရင်းနဲ့ကျွန်တော်တို့ရဲ့အားတွေကိုပြန်မွေးရန်သူကိုအသာစီးပြန်ရဖို့အတွက်ကျွန်တော်တို့ drone နည်းပညာတွေ ဒီကောင်းကောင်းကျွန်တော်တို့ဟိုရှာဖွေရမယ်ဖြည့်လာရမယ်ပစ္စည်းတွေလည်းဘယ်နေရာနေရမလဲကျွန်တော်တို့အပတ်တကုတ်လောက်အောင်ပါဗျာဆိုတော့ကျွန်တော်တို့အခုအခုကတော့ဒီလက်ရှိတော်လန်ကြီးကတော့ဤပညာစစ်ပွဲလို့ပဲကျွန်တော်တို့ပြောရတော့မှာဖြစ်ပါတယ်အဲရန်သူခုအတာနေတာက drone ပါပဲအဲဒီကျွန်တော်မြင်တာလက်နက်ကြီးလို့လေရင်တို့ရဲ့တိကျမှုကကြာ drone လောက်မရှိဘူးနော်ဆိုတော့အဲအဲ့ဒီဟာဒီပုံမှာကကျွန်တော်တို့ဒါကျွန်တော်တမေယောကြစစ်ပွဲဖြစ်တဲ့တိတ်တော့ကျွန်တော်ဖြေထူးပြောကြမလို့ဥသို့တော့ရန်သူရဲ့ drone တွေဒီအများကြီးရှင်းမြင်လာတယ်ရှင်းမြင်လာတယ်ဆိုပေမဲ့ အဲကျွန်တော်တို့သုံးတဲ့ drone တွေပါပဲတကယ်လေဟိုတီးတန့်ကြီးဟိုအရင် military grade ပုံစံမျိုးတီးကြီးမှမှလည်းကျွန်တော်တို့ဟိုလက်တလုံးမတွေ့ဘူးကျွန်တော်ပြစ်ချခဲ့ပြီးခဲ့တဲ့အဲလကဆိုရင်ကျွန်တော်တို့ drone တစ်စီးပြစ်ချတယ်အဲသူ့နည်းပညာကျွန်တော်တို့ပုံစံအတိုင်းပါပဲညာတော့ဖြစ်တော့လေဆိုတော့ဟိုဟိုကျွန်တော်မြင်တာကတော့အဲကျွန်တော်တို့မှာနိုင်မို့တန် chest အများကြီးရှိသေးတယ်ဒါပေမဲ့ဒီပုံစံအတိုင်းတော့မရဘူးကျွန်တော်တို့အညာမှာရှိတဲ့တက်တွေတိထက်ပို့ပြီးတော့အဲစနေတကြစုစည်းနိုင်မှုလိုအပ်တယ်အဲတစ်ဖက်မှာလည်းကျွန်တော်တို့နည်းပညာရဲ့ဆိုင်ရာကိစ္စရက်တွေကို ိထက်ပို့ပြီးကျွန်တော်တို့အားဆိုင်ထည့်ဝင်ကြဖို့လိုတယ်။ဥပမာကျွန်တော်တခုလုံးသုံးသက်တဲ့အခါမှာ drone နည်းပညာဆိုရင်အားလုံးကအဖွဲ့ကူကြီးမှာ drone နည်းပညာတွေရှိတယ်။ဒါပေမဲ့တို့တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ကအခြေချက်မရှိနေတာတွေ့ရတယ်။အခြေချက်မရှိဘူးနည်းပညာကိုမရှယ်လို့ဆက်တဖြစ်မှာနော်။ဆိုတော့အဲဟိုဒါရီယာအီအော်တွေမှာလည်းကျွန်တော်တို့တွေ့ရတယ်ဘောနော်။ဒီလက်နက်ကင်ထားတဲ့အဖွဲ့တိုင်းမှာတွေ့ရတယ်။ဟိုမအောင်မြင်နေကြလားမပြည့်ပြည့်လို့လာတော့မသိနိုင်ဘူးပေါ့နော်ခက်တာကတော့အဲ့ဒီဟာရှိတယ်ဆိုတော့အဲကျွန်တော်မြင်တာကတော့ဒီလိုမျိုးဟို အနည်းပညာလုပ်တယ်ဆိုရင်သူတေနာအပိုင်းကြီးလာမယ် research လုပ်ရတဲ့ဟာတွေရှိမယ် development လုပ်ရတဲ့အပိုင်းတွေရှိမယ်ဒါတွေနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်တိထက်ပို့ပြီးတော့ share ကြဖို့ပေါ့နော်ပြီးရင်ဒီ NGT တော့လကောက်ဒါမှမဟုတ်ရင်အဲဒီ EAO ဘက်ကတော့လကောက်တကယ်အချုပ်ပေါ့နော်ဒီဒီဒီ drone နည်းပညာနဲ့ပတ်သက်ပြီးတော့အားလုံးကိုဟိုစုစည်းပြီးတော့ပေါ်ကနေပြီးတော့ကောင်းကောင်းလေးလုပ်နိုင်မယ်တင်းလိုမျိုးဖွဲ့စည်းနိုင်ရင်တော့ကျွန်တော်တို့လည်းရရှေ့ရောက်နိုင်မယ်ပေါ့အခုလိုမျိုးအားလုံးတစ်ခွက်တစ်ခွက်ကိုတစ်ခွက်နဲ့ရတော့ရရှိမှာမလွယ်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကတော့အခုက ြေပြန်တက်တွေစုဖို့အရင်လုပ်တယ်မြေပြန်တက်တွေစုနေရင်းနဲ့မှာပဲတပိုင်းနဲ့တက်ဒီဒုံးလေးပညာတက်ဖက်တွေကစုကြီးနိုင်မှုကျွန်တော်တို့ကြိုးစားနေတာရှိပါတယ်အဲဆိုဒါကြတော့ကျွန်တော်တို့ဟိုဒီလိုမျိုးကြုံတုံးကြုံခဲမှာပဲကျွန်တော်ပြောပြတာပါတစ်ခါမှလည်းတခါလေးထွက်ပြောဖို့လိုအပ်တယ်ဆိုတာမျိုးလည်းကျွန်တော်တို့နားလည်ပါတယ်အဲအတတ်နိုင်ဆုံးမပြောဘဲနဲ့အဲမပြောဘဲနဲ့လူတို့ဟာဒီပေါ်မှာနားလည်ပြီးတော့ဟိုလိုက်ပါနိုင်တော့အကောင်းဆုံးဖြစ်တယ်ဒါပေမဲ့တူဆိုကျွန်တော်တို့လက်ရှိတော်လိုင်းရေးချိန်ကအဲ့လောက်မဟုတ်သေးဘူးကျွန်တော်တို့ဟာဒီချိုးအားလေးပြောတင်တာလေးတွေပြောခြံတင်တာလေးတွေခြံပြီးတော့ယုံကြည်မှုတိချောက်ရမှာပေါ့နော်ဆိုတော့ လက်နက်ကင်တော်လေး၄နှစ်ကျော်၅နှစ်ကျော်၅နှစ်အပြင်မှာဆိုရင်ကျွန်တော်တို့ကဟိုလူစုအနေနဲ့ကြတော့ပင်မန်းပြီဗျပင်မန်းပြီဟိုအားလုံးပင်မန်းကြပြီဟိုကျွန်တော်မြင်တာကတော့အမှန်တိုင်းပဲကျွန်တော်တို့ပြောရမှာပေါ့ကျွန်တော်ဟိုပင်မန်းတာဆိုတာကတော့ဟိုကျင်းတည်တယ်ဆိုတော့တော်တော်လေးပဲညှော်လင့်ချက်ရှိနေတဲ့ဒီဒါတွေကိုကျွန်တော်ကြော်လွှားနိုင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်အမှခံနိုင်တာကအဲကျွန်တော်တို့ကျွန်တော်တို့အနေနဲ့ကဒီလက်နက်ကင်တော်လန်ရေးမှာဒီရှေ့အနာရှင်စနစ်ကိုမနိုင်မခင်ကျွန်တော်တို့ကခုခံပြီးတိုက်ပွဲဝင်သွားမဲ့သူတွေဖြစ်တယ်ဘယ်တော့မှလည်းလက်မြောက်အချုံးပေးမှာမဟုတ်ဘူး ဲဒီထက်ပိုပြီးတော့ကိုကအာတအောင်ကိုကအာကြည့်အောင်စစ်တပ်ကိုဟိုဟိုရှင်းနိုင်အောင်ကျွန်တော်တို့နေ့စဉ်နဲ့များစူးစမ်းနေတယ်ဆိုတာလေးကိုပဲအဓိကတင်းစကားပါကျင်ပါတယ်ကဲဒါတော့မောင်ဆောင်ကပြောသွားတဲ့တဲ့ပေါ့နော်အဲတော့ drone ရဲ့အရေးပါမှုကဘယ်တော့တောင်တာလဲဆိုတော့အလုံးလေးသိပါတယ်နော်ဒီကျွန်တော်နေဦးတော်လိုင်းမှာဆိုရင်လေကျွန်တော်ဒီတော်လိုင်းဖက်ချန်နေက drone သုံးနိုင်တာနဲ့မသိမ့်မကြပါဘူးနော်အနိုင်ရမှုတွေအသားစီးရမှုတွေအများကြီးဖြစ်ပေါ်လာရပါဘူးနော်အဲတော့အခု ဒီ chamber စကောင်စီက drone အရန်ကောင်းတဲ့နည်းပညာတွေတုံးတာတော့မှတ်မိမဲ့နေရာတိုင်းမှာတုံးနေတာတော့မဟုတ်သေးဘူးပေါ့နော်အဲ့ဒီပုံမှာတုံးသက်ပြီးသားဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးပဲဒီအခုဆိုလဲကိုဆွဲလို့ဆိုလဲဒီ drone နဲ့ပတ်သက်ပြီးသူတို့အားနည်းချက်တွေရှိတဲ့အတွက် drone စီးတရား campaign ဆိုပြီးလုပ်နေတယ်ပေါ့နော်အဲ့တော့အဲ့ campaign တွေမှာလဲတော်ရောက်ပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့သိပြီးလို့ပါတယ်နော်ကဲနောက်ထပ်ကျွန်တော်နားထောင်မယ့်သတင်းကတော့ကိုသက်ကြီးပေါ့နော်ဦးသက်ကြီးပြောထားတဲ့ဒီတော်လိုင်းနဲ့ပတ်သက်သတင်းတွေနားထောင်ကြည့်အောင်နော်ဟာရှစ်လပိုင်းကနေစပြီးတော့ပေါ့နော်တကယ်အမှန်တကယ်လို့လို့ရတာတော့ကျွန်တော်တို့ 2025အစကနေအလုပ်တော်တော်လုပ်ရပါတယ်အဲကျွန်တော်တို့နေမြစ်တက်ကိုပေါ့နော်ကျွန်တော်တို့ဒေတာပဲပြောပါအခြေစိုက်ဒေတာကိုကျွန်တော်တို့ပြန်ပြီးတော့ကပ်ပြီးတော့ကျွန်တော်အလုပ်လုပ်တဲ့အချိန်ကနေစပြီးတော့ rolling entire data ရုံးကန်ပြီးတော့လုပ်ခဲ့ရတာရှိပါတယ်။စကိုင်းဘက်ကနေကျွန်တော်ခြေပြုတ်တာ data ကျွန်တော်ရဲ့ဇာတိဖြစ်တဲ့နည်းနံပါတ်ကိုကျွန်တော်တို့ခုပြီးလုပ်တဲ့အချိန်မှာအခက်အခဲအများကြီးလည်းရှိခဲ့ပါတယ်။အများကြီးလည်းကျွန်တော်တို့ပွဲတွေကခဲ့ရပါတယ်။2025မှာပဲ။အရှိပိုင်းလေးမှာလည်းကျွန်တော်တို့ရှိရရှိခဲ့တာပေါ့နော်။တော်တော်များလည်းအရှိမှာတော့အခြားပေါ့နည်းနံမျိုးနဲ့ပတ်သက်တဲ့နည်းနံခိုင်နေကကျွန်တော်ငွေစုံမှာကျွန်တော်လှူရှားမှုတွေအများကြီးရှိခဲ့ပါတယ်။အဲ့မှာလည်းကြိုးစားကြိုးစားအောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်။ ို့တော့လေကျွန်တော်တို့ကထုတ်ပြန်တဲ့ဟာကိုကျွန်တော်တို့အရင်ဟိုအားနည်းအောင်ကျွန်တော်တို့လုပ်လိုက်ပါတယ်တူတူတိတ်တိတ်နေပဲလုပ်တယ်ဗောကျွန်တော်နေမြေတက်မှာကိုယ်နေမြေဆိုတော့ညာလဲကျွန်တော်တို့ပြန်လှုပ်ရှားရတာနေမြေတက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘောမှာအဲမလိုအပ်တဲ့ therapy အားတွေကျွန်တော်တို့ပါလာမှာကြောက်တဲ့အတွက်တူတူတိတ်တိတ်တောင်းလဲတဲဝဲနဲ့ကျွန်တော်တို့အများကြီးငဇုံတွေကိုလည်းကာကွယ်ဆောင်ရှောက်တိုက်ခိုက်ခဲ့တာတွေရှိပါတယ်အဲ့တော့ဟိုဒီမြင်းညက်မဲ့ကိုကျွန်တော်တို့ကတ်ပြီးတော့လှုပ်လို့တဲ့ခါမှာလဲကျွန်တော်တို့နေမှာလဲအများကြီးအလုပ်လုပ်ရတာတွေရှိတယ်ဗောနော်အများကြီးရှိတယ်ရှိတော့ကျွန်တော်ခဲရန်ကကျွန်တော်တို့ရှိတာ ਨੇ နော်အပူခဲရန်နေတိုက်ခိုက်ခဲရန်နေကျွန်တော်တို့ရန်ခဲရန်နေဟိုကုံတလောင်နီးပါးဖြစ်ဖြစ်သွားတာပဲတက်ဆောင်ကြီးတော့ပဲရှိရတဲ့အနေအထားမျိုးတွေက ဒီ2025မှာတော်တော်လေးကြုံတွေ့ရတာတော်တော်လေးကြုံတွေ့ရတာဒါတော့မှရန်သူဘက်ကကျွန်တော်တို့ရတာလေးတွေနေချင်းရှိတယ်နောက်တစ်ချက်ကကျွန်တော်တို့ပို့ပြီးတော့အခုချိန်မှာဟိုအဆင်ပြေလာတာကလည်းကျွန်တော်ဒီလဆင်ပေါ့နော်အရင်ကတော့ MOD ကကျွန်တော်တို့မျှော်ရတာရှိတယ်အခုတော့ထောက်လာပိုင်းနေစပြီးတော့ကျွန်တော်တို့ MOD ကနေလဆင်ထောက်ပံ့ငွေလေးကပုံမှန်လေးဝင်လာတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီနေမြေပွဲတွေမှာဆိုရင်လည်း MOD ရဲ့ထောက်ပံ့မှုကတိတိတသားလေးရလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့အသက်ရှူတော့နည်းနည်းချောင်းနေပေါ့အဲ့လိုပဲပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီသွားပြောလို့တော်လန်ကြီးအချိန်ကကျွန်တော်အရင်လည်းပြောခဲ့တယ်လို့ပဲကျွန်တော်ကျိုးပိုင်းထဲမှာထိုးတာမဟုတ်တဲ့အတွက် ကျွန်တော်တို့အချိန်တော့ခံမှန်းလို့မရပါဘူးနောက်တစ်ချက်ကလက်ရည်တို့ထိုးရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဘယ်သူကွဲသူပြဲမယ်ဆိုတော့ကျွန်တော်တို့ခံမှန်းလို့လည်းမရဘူးပေါ့အဲ့တော့ကျွန်တော်တို့လည်းကွဲပါတယ်ပြဲပါတယ်သူတို့လည်းနာတာပါပဲအဲ့တော့ဘာဖြစ်ကျွန်တော်တို့ကဒေတာတရာအာသာကျင့်တဲ့သူတို့ကိုအများကြီးရှင်ပြန်တိုက်ခိုက်နေတယ်လို့ကျွန်တော်ညီတွေရဲ့အတွေ့အကြုံကလည်းအများကြီးသူတို့ကိုဒုက္ခပေးနိုင်ခဲ့တာတွေရှိပါတယ်အဲ့တော့ဘာဖြစ်ကျွန်တော်တို့ကသွားရမှာပဲကျွန်တော်တို့ရှောက်ပြီးသားလမ်းကနောက်ပြဆုတ်လို့မရတယ်လို့ရက်တန့်နေလို့လည်းမရဘူးအဲ့တော့ပုံမှန်တရရတက်ရမယ်အဲ့ကြောင့်ကျွန်တော်ပြောခဲ့တာဆိုရယ်တတိဆိုတာတော့ကျွန်တော်တို့မှရှိပြီးသားဖြစ်တယ်ဆိုရယ်လက်ရှိလို့ဒီချိန်ထိ၄နှစ်ကျော်၅နှစ်တော့မှ ကျွန်တော်တို့ရက်တီလာနိုင်တယ်။နောက်အဲ့ပေါ်မှာထပ်ပြီးတော့နောက်ကြာလာမယ့်အချိန်အတွက်ကျွန်တော်တို့ဘာလို့လဲဆိုတော့တက်လုံလို့လာတယ်။တက်လုံ။ကျွန်တော်တို့ online စကနေအခုချိန်ကြီးကပြည်သူအခြေပြုတ်ပြီးတော့ကျွန်တော်တို့တွားရတယ်။အဲ့တော့ကျွန်တော်ဆိုလို့ရှိရင် campaign တစ်နှစ်ကိုနှစ်ခါလောက်လုပ်ပါတယ်။အဲ့ဒီ campaign ရရှိတဲ့ငွေတွေကိုကျွန်တော်တိတော်တာကျွန်တော်အဲစုဆောင်းဝင်ယူထားတာ၄လေကျွန်တော် campaign ပြီးတာနဲ့မကြမီမှာအများအားချာချာပြလာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခါအခုကကျတော့ကျွန်တော်တို့ဘာပြန်စဉ်းစားရမလဲဆိုတော့ပြည်သူတွေကိုကျွန်တော်တို့ကပြန်ကြည့်တဲ့အနေနဲ့ကြည့်ရအောင်။ကြည့်ရအောင်မယ်ဆိုတော့ဒီလက်တံလည်းပြောင်းခြင်းလည်းပြည်သူကိုလည်းကြည့်ရမယ်ဆိုတော့ဟိုပထမဆုံးပြောချင်တာတော့ဒီလက်တံ campaign လေး ပြည့်မီုံနဲ့ကြော်လုံခဲ့ရင်တော့ကျွန်တော်တို့ပို့ပြီးတော့ဟိုတင်းတက်မိမှာပါနှစ်တက်မိမှာပို့လဲအားရှိမိမှာပါဘာလို့လဲဆိုတော့ဒီကျွန်တော်တို့လိုအပ်ချက်တွေအများကြီးလိုအပ်ချက်အများတဲ့ပြင်ဒီခါကျွန်တော်ရဲ့စီစဉ်ကဒီပြည်သူနည်းနည်းလေးပြည်သူဘက်ကဖိအားလေးတွေရှော့ကျင်တာဖြစ်တဲ့အတွက်ခရရလေးတွေဝင်မယ်အဲ့ဒီချိန်ကနေအပူရှိလာတဲ့ခါကျရင်ကျွန်တော်တန်ရင်ရစီးပွားရေးပေါ့နော် investment တခုပေါ့လုံးဝ sure ဖြစ်တဲ့တေချာတဲ့ investment လေးလုပ်ပြီးတော့တန်ရင် အတွက်ဝင်လာမဲ့ငွေလေးတွေကိုကျွန်တော်ရှာကျင်တာပေါ့နော်အဲ့အတွက်အဲပို့ပြီးတော့အဲကျွန်တော်အားမျောလင်းမိပါတယ်ပေါ့နော်ဒီအားကို2000လဲကျော်ရင်တော့ပိုကောင်းတာပေါ့တော်တော်များလဲလက်ရှိအချိန်ဒီမှာဒေါ်လာရေးဒီမှာရှိတဲ့ဒေါ်လာရေးအဖွဲ့တွေတော်တော်များများကလည်းဒီကမ်ပိန်းလေးလောက်တာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ချိန်ရတာပေါ့နော်အဲကိုလောဘချီတော့တပေါင်းလို့လို့လည်းမရဘူးတသိန်းလို့ဟွာလို့လို့လည်းမရဘူး9000လို့လို့လည်းမရဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ balance နဲ့ဖြစ်နိုင်ခြေလေးတွေအဲလုတ်ပြီးတော့ကျွန်တော်2000ဆိုပြီးတော့ကျွန်တော်တတ်မှတ်ပြီးလောက်တာပါအဲ့တော့ဒီ2000ကကျွန်တော်အကျိုးရှိရှိအသုံးချမှဖြစ်တယ်လို့ရေးရှိအတွက်လဲကျွန်တော် plan တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ပြောလင့်ပါတယ်ဒါလေးတွေကိုနောက်တစ်ချက်ကဆောပြောတယ်လို့ကျွန်တော်တို့ ဆက်တိုင်နေမှာပါဆက်သွားနေမှာပါကျွန်တော်ဒီအာနာရှင်ကကျွန်တော်တို့ပါပြောင်းမအောင်ရမယ်ခုနေဝင်လက်တဲ့ကနေကစခဲ့တဲ့အာနာမျိုးသက်ကတောက်လျှောက်တောက်လျှောက်အများကြီးဖြစ်လာတယ်ကျွန်တော်တို့အခုချိန်ကအခွင့်အခါအတင်းလုံးအချိန်အကောင်းဆုံးအချိန်တောင်ပေါ်မြေပြတ်စူးစီးမိစူးစူးစီးမိတဲ့အချိန်ပေါ့နော်အပိုပြီးတော့ဟောပါဖြစ်တာကြောင့်မြေပြန်သားတွေနေရာတိုင်းမှာတော်လန်ကြီးလုံနေကြတဲ့အချိန်ဖြစ်တဲ့အတွက်အခုအချိန်တွေကမြို့တော်လန်ကြီးကဒီဆက်အာနာရှင်ပြုတ်ကြဖို့တိုက်ခိုက်ဖို့တိုက်ထုတ်ဖို့အမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒီကောင်းလေးကဖြစ်ဆက်ဆက်ကနေပြီးတော့ ဒီလိုပဲကျွန်တော်တို့အနိုင်ကျင့်လာတယ်အနိုင်ကျင့်ပြီးတော့ကျွန်တော်တို့ပေါင်ထဲမှာခတ်တာတယ်ကျွန်တော်တို့ကလွန်ပြင်းမှာသွားနေရတယ်လို့သွားရပေမဲ့အာနာရှင်ရဲ့ပေါင်ခတ်ခြင်းကိုကျွန်တော်တို့ခံရတယ်အဲ့ချိန်မှာပါဖြစ်လဲဆိုတော့ကျွန်တော်ပညာတွေအားနည်းလာတာရှိတယ်အာနာဘယ်အာနာရှင်ဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အာနာရှင်ရဲ့ရုပ်မှန်မှုကပြည်သူပြည်သားတွေကိုစာမတက်အောင်လုပ်ထားတဲ့ဟာရှိတယ်ကျွန်တော်တို့စာတက်တော်ညာလဲအဲ့ဒီစာကဟိုအင်မတန်အကျုံးဝင်တဲ့စာမျိုးမဟုတ်ဘူးဘယ်ရပညာတတ်ဖြစ်ပေမဲ့ပညာရှိဖြစ်ချင်မှဖြစ်တာအဲ့တော့အာနာလေးတွေကွာခြားတာရှိတယ်အဲ့တော့ဒီကောင်လေးကဒီနေမှာမရှိမှရမှာအာနာရှင်ကပြည်ပဲဖြစ်ဖြစ်မရှိမှရမှာ ဲ့တော့ဒီတစ်ချိန်မှာကျွန်တော်တို့အာနာရှင်ကိုမတိုက်ထုတ်နိုင်ဘူးဆိုလို့ချင်းနောက်ကနှစ်ပေါင်း100လည်းဟုတ်တယ်နှစ်ပေါင်း1000လည်းဟုတ်တယ်ထက်ပြီးတော့သိုးရင်ညာရှိတာကျွန်တော်တို့မြေပုံကြီးပျောက်သွားနိုင်တယ်အခုတော့မှကျွန်တော်တို့မြေပုံတစ်ချမ်းကိုအခြေတဲ့အဖျားနာလေးကိုလာနင်းပြီးတော့စော်ကားနေတာရှိတယ်လေဒါတွေကိုပြည်သူတွေအနေနဲ့ကျွန်တော်တို့မြေကျွန်တော်တို့နိုင်ငံကိုထိတာကျွန်တော်တို့လူမျိုးကိုထိတာလေတူတူပဲဗျတိုင်းရင်းသားဆိုမှလည်းကျွန်တော်တို့ဗမာပြည်မြေပုံပေါ်မှာရှိတာကျွန်တော်တို့တိုင်းရင်းသားတွေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ပါမှာဟာကိုကဒီမှာကိုထေတာကိုမရောက်သေးလို့ဆိုပြီးတော့မလုပ်ပါနဲ့အားလုံးလက်သက်ဆိုင်ကြဗျာ နိုင်ငံရေးဆိုတာအားလုံးနဲ့တက်ဆိုင်တဲ့အရေးလားခင်ဗျားတို့တွေအိမ်ထဲကိုဝင်လာမှာအိမ်ရှိကိုရောက်လာမှာအိမ်ထဲကနေခေါ်ထုတ်သွားမှာပြဿနာတွေရှာမှာဘုံတွေကြမှာတည်တယ်နေမှာဟာငါတို့စီရောက်လာပါပြီလားဆိုတဲ့ဟာမျိုးကမဟုတ်ဘူးဗျဟိုကိုချင်းစာစီလေးလည်းကျွန်တော်ရှိသိချင်တယ်ဘာလို့လဲဆိုတော့ကိုတက်လာအိမ်မဲ့တက်ဆက်တောက်ချက်ရှိတယ်လေအနားနောက်ပြီးတော့အလဲကြည့်လိုက်မယ်ခုချိန်မှာတော့အနားဆိုတာတော့ကျွန်တော်တိုးရွာတွေပေါ့လေတိုးရွာတွေမှာခံနေရတယ်အများကြီးခံနေရတာလူလည်းမျက်စိအောင်နေမယ်အများကြီးခံနေရတာဘုံကျဲတဲ့တန်းလေးခံရတယ်နောက်ဝင်လာတယ်ဒီစိုးရဲတက်တယ်အများကြီးကုန်နေကြပြီအများကြီးကုန်နေကြပြီအဲ့တော့အနားမှာလောလောဆယ်နောက်တယ်အဲဒါမှမဟုတ်ကိုတက်လာအိမ်မဲ့တက်ဆက်တောက်ချက်ရ အလဲကိုနောက်စေကြရင်ခင်ဗျားတို့နှစ်ခုတွေ့တွေ့တွေ့လေအဲ့တော့အလဲကိုနောက်မလာခင်ပါခင်ဗျားတို့အနားနောက်နေတဲ့ချိန်မှာကောက်သုံးချိန်ပဲခင်ဗျားတို့ပါဝင်ပူပေါင်းမှုကျွန်တော်ခုနေ့ကလည်းပြောခဲ့တယ်မကြောက်ပါနဲ့ပါဝင်ကြပါမကြောက်ပါကျွန်တော်တို့လည်းတာမန်လူပဲဗျာကျွန်တော်တာမန်လူတာမန်လူကနေမှကြောက်ထထလို့တာပဲကျုံးရုံနဲ့ပြောသူမကြောက်ပဲဖြစ်သွားလိမ့်မယ်ဒီကလုံးမလို့တာပဲအလုံးတစ်ခုကမလုံးဖဲနဲ့ဟာငါဘာဖြစ်ပါမလားဆိုတော့မတွေးနဲ့လုံးပြီးလို့ရှိရင်အဲ့ပုံမှာစီမျိုးတော်လို့ရှိရင်အဲ့လုံးပဲဖြစ်ပြီဒါပေမဲ့အဲ့လုံးပေါ်မှာအာယုံဆိုင်နှလုံးသားနဲ့တီဆောင်ရင်ဖက်နဲ့လုံးလုံးပြန်ပါလိမ့်မယ်ရှေ့လည်းရောက်ပါလိမ့်မယ်ကျွန်တော်ဒါလည်းပြောခြင်းနဲ့နော်စစ်ကောင်စီက သူတို့လုံးဆရာရှိတဲ့လူကိုတဆိုင်မမက်လုံနေတာဗျ။တဆိုင်မမက်လုံနေတာ။ဘောင်းဆုံးကန္နာဘောင်းဆုံးကနေတဆိုင်မမက်လုံတာ။ညီပြေလဲပါမယ်။နောက်တာဒီကျွန်တော်လူမှုကွန်ရက်စာမျက်နှာတွေမှာအဲဒါပြီးတော့ကျွန်တော်ဒီစိုက်ဝါပုံစံမျိုးတွေပေါ့နော်။အဲဒါဒါတွေလည်းကျွန်တော်တို့ပါတယ်။နောက်အဖွဲ့အချင်းတွေးခွဲစည်းရုံးတာတွေကျွန်တော်တို့မမြင်နိုင်တဲ့အရင်ခေတ်ကဒလန်ဒလန်ပြကျွန်တော်တို့ဒေါ်လာကြီးစတော့အဲ့ဒလန်ရှင်းနဲ့ဖောက်ထားလို့ကျွန်တော်တို့ပြီးသွားပြီ။ဒါဒလန်ကတော့တရှိုးဖြစ်သွားတချို့ဆိုတော့အင်မတန်လေးနဲ့တော်ရင်အဲ့တော့စိတ်ဝင်လာတဲ့တချို့ကကျွန်တော်တို့မမြင်နိုင်ဘူးမသိနိုင်ဘူးကျွန်တော်ထဲမှာလည်းရှိရှိပဲအခြားထဲမှာလည်းရှိရှိပဲအန်ရည်တိတ်ညာ ဲ့ဒီတိတ်ဆိုးတွေကမမြင်နိုင်တာဖြစ်တယ်ကျွန်တော်တို့နေမျိုးတုံနဲ့တွေးပွဲနေတာတစ်ဖက်နဲ့တစ်ဖက်ဒီလိုဖြစ်နေကြတယ်အဲ့တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေအနေနဲ့လည်းဒါလေးတွေပြန်ဆန့်စစ်ပြီးတော့ကျွန်တော်တို့တုံးတာတော်လိုင်းကကျွန်တော်တို့အညာသားတွေကျွန်တော်တို့မြေပြန်သားတွေရဲ့ပခုံးကိုတဲ့တဲ့ကြီးရောက်လာပြီလို့ခံယူဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ပခုံးမုံတဲ့တဲ့ရောက်လာကျွန်တော်တို့ကယုံမှာကျွန်တော်တို့အားကိုးရမယ်ကျွန်တော်လက်ကျန်အရာကိုဖွဲ့စည်းတယ်ကျွန်တော်ရှိမယ်ဒါတွေကလည်းသူတို့ဘက်သူတို့လုံးဆရာရှိတယ်လို့လုံးပါပဲဒါတွေကတော့ပတ်သက်တဲ့ဆက်ဆက်တဲ့တော်လိုင်းသမားတွေအားလုံးသိကြတယ်အားလို့ရဲ့ဖွဲ့စည်းရပလို့ဆိုတော့အားလုံးသိကြတယ်အဲ့တော့ကျွန်တော်တို့သူတို့ကလည်းသူတို့ဘက်သူရှိတယ်ကျွန်တော်တို့ကန်ထားမှာကျွန်တော်တို့ကညီညွတ်ဖို့ ပေါ့စုကိုအားလုံးလောက်ကြဖို့လေကျွန်တော်တို့လိုလာပြီဗျအဲ့လိုလာပြီကျွန်တော်တို့အတိတ်ကတော့မြေပြတ်မှာရှိတဲ့ကျွန်တော်အညာသားတွေပေါ့နော်အညာဆိုရင်လည်းအချားနေရာတွေပါတာပေါ့နော်အဲကျွန်တော်အထက်မှာဥပမာအရာတွေတို့ပါလို့လေကျွန်တော်တို့ဒီဆက်ဆက်ပြီးမကွေးနဲ့စီစဉ်သွားမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြေပြန်သားတွေအနေနဲ့ကျွန်တော်တို့တော်လိုက်တာဝင်နေရကျွန်တော်တို့ပခုံးဘုံကိုကြာရောက်လာပါပြီကျွန်တော်တို့ညီညီညွတ်နဲ့လောက်ကြကြအောင်ဆိုတော့ကျွန်တော်ကိုစောင်းကားတွေပေါ့နော်ကျွန်တော်ဆက်ဆံရေးတိစောက်တာလည်းအများကြီးရှိပါတယ်ကျွန်တော်ကတော်လိုက်ရအတွက်ဆိုရင်လက်ရှိကျွန်တော်ကကျွန်တော်ကမျိုးသားညီညီဆိုရကာဝေးဝင်ကြီးဌာနအောက်ကတည်ရင်မှုတယောက်ပေါ့သူတို့ညာလေကျွန်တော်ကကျွန်တော်ရဲ့ဌာနနဲ့ကျွန်တော်တည်ရင်ကိုလေစော်ကားနေမှာမဟုတ်တယ်လို့တော်လိုင်းရဲ့အတွက်ဆိုလို့ရှိရင်မြေသူနဲ့ပူပေါင်းပြီးတော့လောက်ရလောက်ရ ကျွန်တော်လုံနိုင်ဖို့အကြံတက်ပါလုံလဲလုံပါဒီလိုကိစ္စမျိုးမှာကျွန်တော်တို့တော့လာပြီးပြောရအဆင်ပြေပါမယ်တက်နော်ကျွန်တော်စော်ကားပြီးလုံမှာမဟုတ်ဘူးဘောင်းကိုကြော်ပြီးလုံမှာမဟုတ်ဒါပေမဲ့ဒေါ်လာရေးအတွက်ရှေ့ရှုပြီးတော့မြည်သူလူမျိုးမြည်သည့်ဖွဲ့စည်းနေဖြစ်ဖြစ်ဥပပေါင်းပါဝင်ပြီးကျွန်တော်အမြဲလုံပါအခုဆောင်ဖားလို့လည်းကျွန်တော်ပြောတာပြောထားတာလေးရှိတယ်။ကျွန်တော်ကြည့်တဲ့အောင်နေနဲ့အခုဆောင်ဖားတို့လုံးမဲ့နေရမှာကျွန်တော် အားဖြည့်ပေးရစီအားလည်းကျွန်တော်ပြန်ပြီးတော့ဟွာဖြစ်ပါမယ်ဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်။ခုဆောင်ဖားလည်းဆိုလည်းကျင်ကျွန်တော်တွေ့ပါတယ်။အဲ့တော့ခုဆောင်ဖားကလည်းအားရှိစရာစကားလုံးနေနဲ့ကျွန်တော်ကိုပြောပါတယ်။ပြောပါတယ်အများကြီးပြောတယ်။အဲ့တော့ကျွန်တော်တို့အညာအားကောင်းပါပါ အားကောင်းပါအဲ့တော့ကျွန်တော်တို့ပူးပေါင်းပါဝင်ကြမယ်နော်တွန်လိုင်းဖွဲ့စည်းတဲ့အနေနဲ့လည်းကျွန်တော်တို့ဆော့ပြောသလိုပေါ့နော်ဟိုတယောက်နဲ့တယောက်ငါဆိုတဲ့ဟာမထားပဲနဲ့ကျွန်တော်တို့ပြုပြင်ကြအောင်အပြောလေးတွေလျှော့ပြီးတော့လုပ်တင်တာလေးတွေကျွန်တော်တို့ထက်လုပ်ရမယ်လူဆိုတာတော့မှားနိုင်တာပေါ့ဗျာကျွန်တော်လည်းမှားခြင်းမှားပါတိုးတော့ကြလေကိုမှားတယ်မှားဒီတော်လိုင်းရဲ့အပေါ်မှာအတိရှိရှိနဲ့တိတိနဲ့မှားတာမျိုးတော့မဖြစ်စေချင်ဘူးဒီတော်လိုင်းကိုရှေ့ရှုပြီးတော့စေတနာအမှားမျိုးဆိုရင်တော့ကျွန်တော်တို့မှားကြပါပေါ့နော်တိတိရဲ့ဥမာအတတကြောင့်မှားတဲ့အမှားမျိုးတွေဒါမျိုးတွေတော့လုံးဝကျွန်တော်တို့မလုပ်ပါနဲ့လို့ကျွန်တော်ကပြောချင်ပါတယ်အဓိကတော့ကျွန်တော်ပြောချင်တာကကျွန်တော်ကဒီ ဖောက်ပြန်တဲ့လူတွေကိုကျွန်တော်တို့တော်လန်နေတာဗျာဒီအာနာရှင်ဆိုတာကတကယ်နိုင်ငံရေးသမားတွေတဲ့မှာနိုင်ဟိုခေတ်ဆက်တက်ကနိုင်ငံရေးကိုခုတုံးလုပ်ပြီးတော့ကိုရိုးချတဲ့ကောင်တွေဒါပဲဒီကောင်တွေစိတ်မချတာပဲတကယ်ဒီကောင်တွေကချက်လို့တယ်တကယ်ပေးစားရတော့ကျွန်တော်တို့ကတိုက်တယ်ခိုက်တယ်တကယ်တည်သွားပြီဆိုရင်လူငယ်တွေနဲ့ကြောမွေးလူသားတွေပဲပေးစားဒီကောင်တွေကဘောင်းပုံဖြတ်သွားတာပဲအဲ့ဒါဓာမျိုးတွေလည်းကျွန်တော်တို့ကမရှိအောင်ဆောရမှာအဲ့တော့ဖောက်ပြန်သူတွေကိုတော်လန်နေတဲ့တော်လန်ရေးသမားတွေကမဖောက်ပြန်ဘူးတော့တိတ်အရေးကြီးတယ် ကိုကိုကိုစမ်းစစ်ဖို့လိုတယ်ကျွန်တော်တို့ကိုကိုကိုပြုပြင်ရမယ်ပေါင်းစီရမယ်ဒါလေးတွေလည်းအရေးကြီးပါတယ်အရေးကြီးရင်ကျွန်တော်တို့တွေးစီရမယ်အချိန်လည်းကျွန်တော်တို့ရောက်ပါပြီအဲ့တော့ကျွန်တော်တို့တွေအကောင်းဆုံးဖြစ်ဖို့နောက်ဆုံးအခွင့်အရေးကိုကောင်းကောင်းရဖို့တော့တနက်ပြောင်းရမှာကျွန်တော်တို့ဘယ်တော့ပဲရင်ဆိုင်ရရင်ဆိုင်ရကျွန်တော်တို့တွေအရေးကြီးတာဒါသားပေါ်မှာအသက်ရှူနေရတဲ့ပြည်သူတွေကိုကယ်တင်ဖို့ကျွန်တော်တို့တော်လိုင်းသမားတွေဝါညမစိုက်ကြပါစို့လို့ပြောကြရင်းနဲ့ကျွန်တော်ညီကုန်းထုတ်ပါတယ်ဒါတော့အသက်ကြီး30ချက်ပြီးတော့ဖိုင်ဖြစ်ပါတယ်နော် ကျွန်တော်တို့အညာသူရဲကောင်းနေ30ချက်ပြီးပြောလို့ပြီးမှာတော့ကိုစီရဲ30ချက်ကျွန်တော်နားထောင်ကြည့်အောင်နော်အဲ့တော့ပြီးမှမှာရှိတဲ့ကျွန်တော်မြန်မာလူမျိုးတွေကိုချက်ဖက်စစ်ကောင်စီကဘယ်လိုမျိုးဒုက္ခတွေရအောင်ခက်ခဲတွေရအောင်ပြင်ဆင်ထားလဲဆိုတာကိုသုံးသပ်ပြီးထားတာနားထောင်ကြည့်အောင်နော်ကပီပါရောက်နေတဲ့သူတွေအားလုံးအတွက်မင်းအောင်နိုင်ကနောက်ထပ်တစ်ဆင့်ရုံမှာဖို့ဖန်ပြီးပြန်ပြီးအဲ့ဒါကတော့ပြီးပါရောက်နေတဲ့သူတွေကအိမ်ကိုငွေလွှဲကြတဲ့နေရာမှာဟွန်ဒီနဲ့လွှဲနေတယ်ဟွန်ဒီနဲ့နီးစပ်ရငွေလွှဲနေရတယ်ကျွန်တော်လွှဲနေတယ်ဆိုတော့ဒါက ဥပဒေကြောင်ရပြောမှဆိုတရားမဝင်ဘူးပေါ့အဲ့တော့သူတို့တတ်မှတ်ထားတဲ့ဘန်တွေကနေလွှဲရမယ်အဲ့တော့ဘာဖြစ်လို့ပြပရောက်တွေကဟွန်ဒီနဲ့လွှဲလဲဆိုတော့တဘောမြန်မာအနေထိုင်းဘက်ငွေ600ကိုဟွန်ဒီနဲ့လွှဲလို့ရှိရင်မြန်မာငွေတသိန်းရပြီပဲသူတို့တတ်မှတ်ထားတဲ့ငွေလွှဲဘန်ကနေလွှဲမယ်ဆိုရင်820 830လောက်ကြောက်အဲ့တော့ဒါဥပမာအနေနဲ့ကျွန်တော်ပြောပြတာနော်အဲ့တော့ပြပရောက်တွေအနေနဲ့ကကျွန်တော်သူများနိုင်ငံမှာ တဏှာဤဆိုတဏှာဤကကိုဘဝလို့ယင်ခန္ဓာကိုယင်းပြီးတော့ဘာလို့ကလဲကျွန်တော်အလုတ်လောက်ကတာအဲ့ဒီကရတဲ့ပတ်စံနော်ဘန်းဝင်30လေတန်ဖိုးရှိတယ်ငါးချက်လည်းတန်ဖိုးရှိတယ်ပြိပတ်မှနေတယ်ဆိုတာပတ်စံမရှိရေတောင်လကားတောက်လို့မရဘူးနော်အဲ့တော့ပြိပတ်မှနေတဲ့သူအတွက်ကအချိန်တိုင်းဟာငွေလိုအပ်နေတာငါးချက်30လေအဲ့ဒီသူတွေဘဝအတွက်တန်ဖိုးရှိတာပဲကိုပြည်တွင်းမှာကပြဿနာမရှိဘူးရွာတွေမှာနေတယ်တောက်ရည်ဆိုတာရေတွင်းထဲကခတ်တောက်လို့ရတယ် ်ဒီဘက်မှာနေရေထွေးညခတ်တော့လို့မရဘူးနော်ကျွန်တော်လက်စစ်မီမတုံးဆွဲပဲမရဘူးဒါအခြေခံလိုအပ်ချက်တွေအဲ့တော့အဲ့ဒါကိုအခုမင်းအောင်လည်းဘာလို့ဆိုတော့နိုင်ငံငွေသူတို့တအားလိုနေတယ်ဘာဖြစ်လို့နိုင်ငံငွေလိုတာလဲအားလုံးတိတဲ့အတိုင်းအခုဝေကဆိုရင်မှာ husky ထုတ်ပြတယ်မှာဒါမျိုးပေါ့စစ်လက်နက်ပစ္စည်းတွေအလေရင်တွေစသဖြင့်ပြည်သူကိုဘုံကျဲတက်ပြအကြမ်းဖက်ဖို့လိုအပ်တဲ့ဒီခဲယမ်းတွေလက်နက်တွေကုန်ချမ်းတွေကုန်ချောတွေရဟယင်တွေရင်ရမ်းနေရတွေဒါတွေအားလုံးကို ်ပြပနေဝယ်ရတာမြန်မာကျပ်ငွေတွေဝယ်ရတာမဟုတ်တဲ့အတွက်ဒီပြပငွေနိုင်ငံခြားငွေလိုတဲ့အတွက်ပြပရောက်တွေကိုတနည်းတစ်ပုံပြဿနာရှိရတာအဲ့ဒီလူတွေကိုဟွန်ဒီနဲ့ငွေလွှဲမဲ့ဆိုဖမ်းမဲ့စီးမဲ့ပတ်စဖို့တွေတက်တမ်းမတိုးပေးတာစတဲ့ဖြင့်ဒါတွေလုံမဲ့ဆိုပြီးတော့အခုပြည်သူတွေကိုပြပရောက်နေတဲ့ဗီဒီယိုကိုချင်းချောက်တာအဲ့တော့နိုင်ငံရေးငါတို့နဲ့မဆိုင်ဘူးကိုလုံးမကိုစားရတာဆိုတဲ့လူတွေအတွေ့ကြည့်ပါဟိုရက်ကတည်းကကျွန်တော်ပြောရအောင်နော်မင်းသားမင်းသမီးတွေကိုဖမ်းပြီးဒုက္ခပေးနေတယ် အဲ့တော့လက်ရှိသူတို့ဒုက္ခပေးနေတဲ့ဖွေးဖွေးတိဦးတွေမှာရုပ်ရှင်ရိုက်နေတာကိုရန်ကုန်ကနေတွားပြီးရဲတွေတွားဖမ်းလာတယ်ရှင်းတော့ဖမ်းလာတာဖမ်းလာပြီးတော့ရန်ကုန်ကိုခေါ်လာပြီးတော့သူတို့မေးကျင်တာမေးစမ်းကျင်တာစမ်းပြီးရင်ခံဝင်ဂရိထိုးပြီးသူတို့ရဲ့ဝါဒဖြတ်မဲ့ဒီအတုအယောင်ရွေးကောက်ပွဲမှာပါဝင်မမယ်ဆိုဂရိပေးမှလက်မှတ်ထိုးပြီးပြန်လှုပ်ပေးလိုက်တာဆိုတော့အဲ့ဒါတွေကကိုယ့်အလုပ်ကိုလုပ်နေတာမဟုတ်ဘူးလားအဲ့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးဆိုတာကိုယ်အရေးပဲလူတိုင်းနဲ့တက်ဆိုင်တယ်ဆိုတာဒါကိုပြောတာ ကိုလုံးမှကိုစားရတာဆိုရင်အဲ့ဒီအမှုပညာရှင်တွေကသူတို့စားဖို့တည်းသူတို့လုပ်နေတာပဲသူတို့လုပ်ကိုသူတို့လုပ်နေတာဒါပေမဲ့ဒလိုအာနာယူတွေတက်ပြီးတော့တိုင်းပြည်ကိုဒါမအောင်ချုပ်ခွင့်မရသေးဘူးနော်ဒီကောင်တွေတိုင်းပြည်ကိုအောင်ချုပ်ခွင့်မရသေးဘူးလှုပ်နေတဲ့အစ်မရှိသေးတာအောင်မှဒီလောက်ဒုက္ခပေးမယ်ဆိုရင်သူတို့လက်ထဲအာနာအပြည့်ဝရောက်သွားရင်တိုင်းပြည်ဟာဘယ်လိုဖြစ်မှာအဲ့ဒါအဖြေပဲနော်အဲ့ဒါအဖြေပဲအခုပထမအခွန်ဆိုပြီးတော့ကြက်မှတ်တယ်နော်သူတို့အခွန်ရအောင်စုတယ်အတန်ယုံတဲ့ကိစ္စနဲ့အလုပ်ကိစ္စနဲ့ဆိုဘာပဲလုပ်လို့အခွန် ဆောင်ထားတဲ့ပြည်သာပြနိုင်မှဆိုတဲ့ဟာမျိုးတွေနဲ့ကျက်တဲ့တရစ်ဒါတရစ်ကျက်တာအခုတခါပါလာတယ်လုံကနှစာတွေလွှဲတဲ့နေရာမှာသူတို့ရဲ့ဘန်ကနေလွှဲဖို့နောက်ထပ်တရစ်ဖက်ကျက်လာတယ်အဲ့တော့နိုင်ငံရေးဆိုတာကျွန်တော်တို့အော်နေတာစောင့်ရင်းကက်ခံပြီးအော်နေတာလကားအော်နေတာမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ဟာဘလောက်ထိမိုးမောင်ကျနေပြီလဲငါတို့နိုင်ငံရေးမလုပ်ပါဘူးလို့ဘေးထိုင်နေတယ်မလွတ်တော့ဘူးဒါကြောင့်မလို့ဆုံးဖြတ်ကြပါကိုနိုင်တဲ့နေရာကခက်မြန်ပွဲပြအောင်လုပ်ပါ အဲ့တခုကြီးတယ်ကိုကဒီလိုမျိုးအာနာယူတယ်အုတ်ထုတ်မှုအောက်မှာပဲလက်စင်းခံနိုင်တာဒါဆိုရင်တော့နေပါကြိုက်တယ်လို့အငါတို့ကတော့မတရားတာပြုကျင်တဲ့ခံမဲ့ကွာတရားတာပြုကျင်တဲ့ခံမဲ့ကွာဘာပဲလုပ်လို့ငြိမ်ခံမဲ့ဆိုရင်တော့လေဒါကတော့ကိုယ့်ရဲ့သဘောပေါ့ဟုတ်တယ်နော်ကျွန်တော်တို့ကတော့ဝိနည်းကပြောသလိုဒေါ်အောင်ဆန်းစုကြည်ကိုကိုတိုင်လာပြီးအဲ့ဒါလို့မတရားတာလာလို့ရင်လေကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးနိုင်ငံတစ်ခုကမှန်တယ်ဒါဥပဒေကြောင့်ရပြောမဲ့ဆိုရင်ဒီစစ်တပ်ထောက်ခံတဲ့ကောင်တွေနေပြောတာကိုကြည့်နေဒါကဥပဒေကြောင့်ရလောက်တာဒါမှန်ကန်တဲ့သူတို့ပဲလောက်ကမှာ ဟုတ်ပါတယ်ဥပဒေကြောင့်ရမှန်ကန်တဲ့သူတို့ပဲလောက်ကတယ်ဆိုပေမဲ့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေတီပတ်ကိုထွက်လို့တီပတ်မှာအလုံလုံလို့ဘာတွေအာမခံချက်ပေးထားတယ်ဒီတိုင်းကိုလမ်းကြောင်းတဲ့ကိုလာတဲ့လူတွေမပြောနဲ့ MOU နဲ့လာတဲ့လူတွေကိုအဲ့ဒီမင်းအောင်လိုင်းဘာတစ်ခုထောက်ခံပေးထားတယ်ဘာတစ်ခုအာမခံချက်ပေးထားတယ်ဘာတစ်ခုလိုက်ကူညီပြင်ရှင်းမှုတယ်တီပတ်ရောက်နေတဲ့မြန်မာနိုင်ငံသားတွေဒုက္ခရောက်နေတာကိုဘာတွေအခက်အခဲတွေကူညီပြင်ရှင်းပေးထားတယ် အဲ့လိုလိုက်ကူညီတဲ့နော်ပြည်ပမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့နော်လောကလဆာမရမှုတွေခွဲခြားဆက်ဆံခံရမှုတွေလူ့ခွင့်ရေးထိနှိပ်မှုတွေစသဖြင့်ဒါတွေအားလုံးကိုသူတို့အနေနဲ့လိုက်ပါကူညီဖြည့်ရှင်းနေလို့အခုလိုမျိုးကြက်မှတ်လာတယ်ဆိုရင်ကျွန်တော်တို့အပြစ်မပြောဘူးဒါကျွန်တော်ပုံမှန်လေးနဲ့ပြောတာအခုကတီပန်းရောက်နေတဲ့နိုင်ငံသားတွေကိုဘယ်နေရာကနေလေဘေးတက်ပြစ်ပြီးတော့ထွက်လက်ရှာကိုစွတ်ထုတ်မလဲလောက်ပဲချောင်းနေတဲ့ကောင်တွေကိုကျွန်တော်တို့ကနိုင်ငံရဲ့အစိုးရပါလို့အတိမတ်ပြုပေးရမှာလား စဉ်းစားကြည့်ကြဒါကြောင့်မလို့တော့တီးသူညီဖို့ပဲလို့เนาะအခွန်အခွန်ဆောင်ခိုင်းတယ်တယောက်နှစ်ယောက်တွားလုပ်တယ်ပတ်စပို့တွားလဲတယ်အခွန်မဆောင်လို့မရဘူးဆောင်ရတယ်ခွန်းတဏ္ဍာရီကလုံးဒီအခုထိုင်းရောက်နေတဲ့သူအားလုံးပတ်စပို့မလုပ်ဘူးပြအကုန်ဒူနေဖမ်းရင်ဖမ်းဆိုတဲ့ဟာမျိုးနဲ့အကုန်လူညီကြည့်ဖိုင်းဆိုရရောအဲ့တန်းနဲ့ချီတဲ့လူကိုဖမ်းမလားတနည်းတစ်ပုံကြောင်းလဲမှုဆိုတာဖြစ်လာမှာပဲဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေကညီလား မညီပါဘူးအရှိတယောက်ကလုံနေလို့ဒီလုံနေတဲ့လူကိုနောက်ဆုံးဟိုမကူညီတဲ့ပြင်ဘယ်နေရာကထိုးချရမလဲလောက်ပဲတယောက်နဲ့တယောက်ချောင်းနေတဲ့လူတွေအများကြီးရှိတယ်ဒီဘက်မှာရောက်နေတဲ့အလုံးတမကူညီအဖွဲ့စည်းတွေအမှန်တကယ်ဆိုတော့အဖွဲ့တစ်ခုနဲ့အဖွဲ့စည်းတော့မယ်ညီညွတ်ကမယ်တယောက်နဲ့တယောက်ဝိုင်းပြီးတော့ကူညီပေးရမယ်ဒါပေမဲ့အလုံးတမကူညီအဖွဲ့ချင်းနဲ့မတက်ရဘူးထောက်ဖို့ချင်းချင်းလည်းမတက်ကြဘူးကိုယ်တာမန်ပြည်သူအရက်သူစက်ရုံမှာအတူတူလောက်ကြလဲမတက်ကြဘူးအဲစက်ရုံမှာရှမ်းစကားနဲ့နဲ့တတ်တတ်ကောင်က ဒါတိုင်းမှာဆိုရင်ပြောတာเนาะအခြားနိုင်ငံတွေကသွားကြည့်အဲ့ဒီတိုင်းပဲမိငင်ပါအဲ့ဒီနိုင်ငံရဲ့စကားကိုနည်းနည်းတတ်တတ်သူကဘာလို့မတတ်တတ်သူတွေလူဘဝတယ်။ဟောငါကတော့စကားပြောတတ်တယ်။ဒါတို့တွေမတတ်ဘူးလားငါကူညီပေးမယ်။တို့စိတ်မရှိဘူး။ဟမ်ဟမ်ထိုင်းစကားနည်းနည်းပြောတတ်ဝိုင်းထိုင်းလို့ပြောတယ်။ကိုယ်မြန်မာပြည်သားချင်းချင်းလက်မသေးတယ်။ဟောထိုင်းနေလာဆိုင်ရဲ့ငိတ်ခန့်နေ။ဆိုတော့ဒါမျိုးတွေကကျွန်တော်တို့နိုင်ငံဒါတိုင်းမှာရှိတယ်။မလေးရှားမှာလည်းသွားကြည့်ဒီတိုင်းပဲ။ကိုရီးယားဂျပန်မှာလည်းသွားကြည့်ဒီတိုင်းပဲ။ စကားကျွမ်းကျင်တဲ့လူကမကျွမ်းကျင်တဲ့လူကိုနှိမ်မယ်ဖိမယ်ဒီနေ့မှအလုပ်ဝင်လာတဲ့လူကိုပထမအလုပ်ဝင်လာတဲ့စီနီယာကနှိမ်မယ်ဖိမယ်ကုညီခြင်းနဲ့ဖေးမှန်ခြင်းနဲ့စိတ်သက်ကျွန်တော်တို့တွေကြောက်နေတယ်မရှိဘူးဟိုအားလုံးတော့ပြောတာမဟုတ်ဘူးဒါတွေကကျွန်တော်တို့တူးချင်းပြင်ရမယ်စိတ်သက်တွေပါအဲ့တော့ဒီပိုင်းရောက်နေတဲ့အချိန်မှာအခုဒီကံလာဆိုပို့ဆိုးရတယ်အဲ့တော့ဒီမိတ်ဆောင်ကောင်တွေကကော့ပီသူကိုမျိုးဆောင်လက်သေးချင်းပေါ့ချောင်းနေတဲ့အချိန်မှာကျွန်တော်တို့ဒီပိုင်းရောက်နေနေတဲ့တယောက်ကအခက်ခဲကိုတယောက်ကကူညီပေးရမယ်ဝင်းရံပေးရမယ်ဖေးမှပေးရမယ် ဒါကသူများပြောနေကြမလို့ကိုအတိတရားနဲ့ကိုတိရမယ်။အကိုကစက်ရုံတရုံမှာထိုင်းစကားကျွမ်းကျင်တယ်။ဟောငါမြန်မာပြည်သားတွေဘယ်နှယောက်ရှိတယ်။လာကိုကဥဆောင်ပေးနော်။အလုတ်ကမားတွေအတွက်လည်းဝင်းကပြောတော့အလုတ်ရှင်ပဲလည်းလိုက်စီရမလို့အလုတ်ကမားပဲလည်းလိုက်စီရမလို့အမှန်အကန်ကိုအလုတ်ကမားတွေအနေနဲ့တူအလုတ်ကိုတောင်းဝင်းချင်းအောင်ကိုကဖိစီးပေးရမယ်။အေးကိုအလုတ်ကမားတွေကိုအလုတ်ရှင်တွေဝနတွေကနှိမ်လိုက်လေကိုကဂျားတဲ့ကနေကာပေးရမယ်ပြောပေးရမယ်ရှင်းပြပေးရမယ်။ဒါမျိုးလူများလားမဲလားမရှိသလား ရှားပါတယ်အဲ့တော့ဒါတွေကကျွန်တော်တို့တွေအားလုံးတင်ရမယ့်စိတ်သက်တွေနိုင်ငံဟိုလာပြုပြင်ပြောင်းလဲခြင်းပြီးတော့ကိုကိုတိုင်ရဲ့စိတ်သက်မပြုပြင်လို့ကတော့ကျွန်တော်တို့နိုင်ငံဘယ်တော့မှပြုပြင်ပြောင်းလဲမှုကိုရမှာမဟုတ်ဘူးဒါကြောင့်မို့လို့အခုလိုမိစ္ဆာကောင်တွေကတီပတ်ရောက်တွေကိုမျိုးစုံကျိုးခုံပြီးတော့လက်ဖေးညှို့ချောင်းနေတဲ့အချိန်မှာကျွန်တော်တို့ဒီဘရောက်တွေကကိုအချင်းချင်းစီလုံးကြပါညီညွတ်ကြပါလို့အားလုံးမေတ္တာရက်ခံပါတယ်ကျွန်တော်တို့နိုင်ငံခက်မြန်ပြီးမှရပါမယ်ဒီဘမှာဘယ်လိုဆက်နေခြင်းလဲနေခြင်းじゃ မနေကျင်ပါဘူးเนาะသူများနိုင်ငံမှာနေထိုင်ခွင့်ဘယ်လိုပြောမလဲအခုဆိုထိုင်းမှာဆိုထိုင်းမှတ်ပုံတွေရထားတဲ့ဒုတော်မြန်မာပြည်မှာအခုလိုမျိုးတိုးတက်နေကြီးထိုင်းမှာနေမှာမြန်မာပြည်မှာနေမလားမေးကြည့်လိုက်เนาะအမေရိကန်မှာနေတဲ့လူဂျပန်မှာနေတဲ့လူကိုရီးယားမှာနေတဲ့လူမလေးရှားစင်ကာပူစတဲ့ဖြင့်နိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာတွေအားလုံးမေးကြည့်လိုက်ပါခင်ဗျားတို့နေကျင်ကြလားဘယ်သူမှမနေရှင်ဘူးသူများနိုင်ငံမှာကိုယ်နိုင်ငံပဲကိုနေကျင်ကြအဲ့တော့ကိုယ်နိုင်ငံမှာကိုနေလို့ရဖို့အတွက် ကိုကိုတိုင်ကိုအိမ်ကိုတိဆောက်လို့ပဲကိုနိုင်ငံကိုလည်းကိုကိုတိုင်တိဆောက်မှရမှာအဲ့လိုမတိဆောက်လို့ရှိရင်ဒီအာနာယူတွေကအလိုလိုနေပြုတ်ကြွားမှာမဟုတ်ဘူးရှင်းပါလားเนาะအဲ့တော့သူတို့တွေပြုတ်ကြွားဖို့အတွက်လုံနေတဲ့လူတွေကိုကိုတွေဝင်းရနိုင်ဝင်းရပေးရမယ်ဒီပတ်ရောက်နေဂျားထဲမှာကိုင်းကပြောသလိုစူးစီးနိုင်စူးစီးပေးရမယ်ဒါဟာလည်းနိုင်ငံအတွက်တရောက်တနေရလောက်တာပဲအဲ့တော့အာနာယူတွေကတော့လက်ဖေးညှစ်ပြီးကျွန်တော်တို့ပြည်သူတွေဘလို့တောက်ပြန်ကြမလဲဆိုတာတအူးချင်းစီပေါ်မူတည်ပါတယ် โอเคဒါတော့ကိုစီ30ချက်ပြီးတော့ fine ဖြစ်ပါတယ်เนาะအဲ့တော့ champion main အောင်လာညနေရာတိုင်းမှာရုပ်มาပြီးတော့အခုဆိုရင်ဟိုဒီ period မှာရှိတဲ့လူငယ်တွေကိုသူတို့ချိုက်တယ်လို့တုံးချပြီးတော့ညွန့်ချိုးတာမကောက်ဘူးเนาะပြီးပါမှာရှိတဲ့ဒီအလုပ်သမားမြန်မာလူမျိုးတွေကိုလည်းဒုက္ခရောက်လို့တွေ့ရပါတော့အဲ့တော့ champion main online ရှိတဲ့တွေကတော့ကျွန်တော်တိုင်းပြည်ကတော့ပြန်ပြီးကောင်းထောင်တော့မှုဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့ကြားရတိုင်းပဲတော်လိုင်းကြီးကတော့အမြင်ဆုံးအောင်မြင်ဖို့လုပ်နေပါပြီเนาะ โอเคအဆောဆုံးကြည့်ပြီးကြာပြီးမှပြီးတော့ဆက်တူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလောတမရဆောင်းတမရအရာအားလုံးပါအမိကြပါစေတောလီရမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ